အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အနေစီကင်မရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်များဝေသွားမှာတော့ကျွန်တော်မြန်မာစာလက်ကွက်လေးကျင်းတဲ့ software လေးနဲ့ကျွန်တော်ဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်ဒီမှာမျှဝေသွားမှာဖြစ်ပါတယ်အဲဆိုကျွန်တော်မြန်မာစာ Unicode လက်ကွက်လေ့ကျင့်တဲ့စနစ်လေးဖြစ်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အဲ့ဒီ software ကိုကျွန်တော်ထုံးစံအတိုင်းဘယ်မှာတင်ထားပြီးသားလဲဆိုရင် Telegram channel မှာကျွန်တော်တင်ထားပြီးပါတယ်နော်ဒီမှာ wizo typing ဆိုတဲ့ဟာလေးကျွန်တော်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီမြန်မာစာ uni လက်ကွက်စနစ်ကိုကျွန်တော်က ဒီမြန်မာနိုင်ငံမှာအသုံးအများဆုံးလောက်ကစနစ်လည်းဖြစ်တယ်ပေါ့နော်တခြား software တွေအများကြီးတော့ရှိတဲ့ထဲမှာမှဒီကောင်ပို့ပြီးတော့အသုံးများတယ်သုံးရတာလည်းလွယ်ကူတယ်သုံးရတာလည်းအဆင်ပြေလို့ပါနော်ဟုတ်ပြီဆိုတော့ကျွန်တော်အဲ့ဒီ software ကိုအပေါ်မှာတင်ထားပေးပါတယ်သူ့ကိုအရင်ဆုံး down ပေးရပါမယ်နော်အဲဆိုတခြားလေးနေလိုက်သူကဒီမှာ download ဆွဲသွားပြီအဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အချိန်မှာ download ဆွဲခဲ့တဲ့ file เนี่ยဘယ်နှရောက်မလဲဆိုရင် this pc ထဲဝင်မယ်ပြီးရင်ကျွန်တော် download file ထဲဝင်မယ် ကျွန်တော် Telegram နဲ့ download ဖြစ်တဲ့အတွက် Telegram နဲ့ထပ်ဝင်နေအဲကျွန်တော်ဒီမှာတွေ့ပါရယ်နော် Wizard Typing ဆိုတဲ့ဟာလေးကျွန်တော်ဒီမှာတွေ့လာပြီဆိုတော့ကျွန်တော်သူ့ကိုဘာလုပ်မလဲဆိုရင်အဲနှစ်ချက်နေပြီးတော့တခါတည်းဖွင့်လေရတယ်ရှေ့တုန်းကလိုပဲကျွန်တော် extra here ဖြည့်လေရတယ်ဒီ software တွေကြတော့ကျွန်တော်တို့ဖြည့်ရှားစရာမလိုဖြစ်တဲ့အတွက်နှစ်ချက်နေဖွင့်လိုက်ပါတော့နှစ်ချက်နေဖွင့်မယ်ပြီးတော့တော့ကျွန်တော်ဒီမှာ Wizard Typing ဆိုတဲ့ software လေးပေါ်လာပြီသူ့လည်းကျွန်တော်နှစ်ချက်ဒီတိုင်းလေးပဲနေပြီးတော့ဖွင့်ပေးလိုက်ပါတော့ ဒါမျိုးလေးကြာလာပါလိမ့်မယ်နော်ဒီကောင်းလေးပါအဲ့ဒါကျွန်တော် name ဆိုတာလေးထပ်နေမယ်အာဘာမှရွေးစာမလို့ပါဘူး name ဆိုတာလေးထပ်နေထပ်နေသွားလိုက်မယ် install ပါเนาะအဲ့တော့ကျွန်တော်ဒီ camera မှာတော့ဒီ software install လုပ်ပြီးသားရှိတယ်ဒါပေမဲ့လည်းဒီမှာတင်လို့အဆင်ပြေသွားတယ်ပေါ့เนาะဟုတ်ပြီဒါမျိုးလေးရက်သွားခဲ့ရင်လည်းကျွန်တော်ဟိုတချို့ camera တွေမှာတော့ဒါမျိုးမဖြစ်ပါဘူးเนาะတခါတလေကျန်ဒီလိုလေးဖြစ်တယ်တဲ့ဖြစ်တဲ့ကျွန်တော်ပြေးလိုက်เนาะရတယ်ဘာမှမဖြစ်ဘူး ျွန်တော်ဟာတင်ပြီးသားမလို့လားမသိပါဘူးเนาะဒီလိုပြန် run ဟန်းသွားတာပေါ့เนาะအဲဆိုတော့မိတ်ဆွေတို့ကွန်ပျူတာမှာဟိုလွယ်လွယ်တူတူနဲ့ install လုပ်ပြီးသွားတယ်ဆိုလဲရတယ်မရဘူးဆိုကျွန်တော်ကခဏလို့ကျွန်တော်ဆက်လို့ဖြစ်သွားခဲ့တယ်ဆိုကျွန်တော်ဘယ်လိုဖြေရှင်းရမလဲဆိုရင်ပေါ့เนาะအခုကျွန်တော်ကွန်ပျူတာမှာတော့ဒီမှာ wizard typing ဆိုတဲ့ဟာလေးက install လုပ်ပြီးသားအကယ်၍မိတ်ဆွေတို့ကွန်ပျူတာမှာအခုလို့ပေါ်မလာခဲ့ဘူးဆိုကျွန်တော်သွားရှာရမယ်เนาะအဲကျွန်တော်အဲ့ဒီလိုဟန်းသွားတဲ့ဟာကဒီ step menu နားမှာသွားရှာလဲမတွေ့ဘူးမတွေ့တော့ this pc ထဲဝင်မယ်ပြီးတော့ကျွန်တော်ဒီ c ဆိုတဲ့ထဲဝင်လိုက်မယ် ဝင်ပြီးသားကျွန်တော်တို့ကဒီမှာဒီအောက်တစ်ခုပေါ့နော် program file ဒီ86ဆိုတဲ့တော့နှစ်ချက်နှိပ်ဝင်ပြီးတော့ကျွန်တော်ခဏတင်ခဲ့တဲ့ wizard ဆိုတဲ့ဟာလို့ဒီမှာ wizard system ပေါ့နော်သူ့နှစ်ချက်နှိပ်ပြီးတော့ထပ်ဖွင့်လိုက်တွေ့လာတဲ့ file နှစ်ချက်ထပ်နှိပ်မယ်ပြီးတော့ကျွန်တော် software ကဒီကောင်ဖြစ်တယ်နော်ပုံစံတူလေးနှစ်ခုရှိတယ်အောက်တစ်ခုမဟုတ်အပေါ်တစ်ခုပေါ့နော်အဲ့တော့ဒီအပေါ်ဒီ software ပေါ်မှာကျွန်တော်ညာ click နှိပ်မယ်အာပြီးသွားတော့ကျွန်တော် Windows 11ဖြစ်နေသေးတဲ့အတွက် Show more option ဆိုတာလေးထည့်ဝင်အာပြီးသွားတော့ကျွန်တော်ဒီမှာ Send to ဆိုတာလေးနှိပ်မယ် ပြီးရင်ဒီမှာ desktop create socket လို့ရွေးလိုက်တယ်ဆိုရင်အမေဆွေတို့ရဲ့ဒီ desktop ကွန်ပျူတာပေါ်မှာဒီ desktop မျက်နှာပြင်မှာ software ကပေါ်လာပါလိမ့်မယ်အဲ့ဆိုဒါကတော့ကျွန်တော် install လုပ်တဲ့ကဏ္ဍပြီးသွားပြီ။အဲ့တော့သူ့ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပုံမှန်တိုင်းလေးနှစ်ချက်နှိပ်ဖွင့်လိုက်ပါ။အဲ့မှာကိုယ့်ရဲ့ကွန်ပျူတာမှာဒီ download ဒီပြောမယ်ဆို driver တွေမစုံဘူးဆိုကျွန်တော်ဒါမျိုးတခါတွေမပေါ်ဘူးမပေါ်ဘူးဆိုကျွန်တော်က download ဆိုတာလေးပေါ်လာလိမ့်မယ်ဘယ်တော့ download လေးဆွဲသွားပြီးလိုက်အာ line ကောင်းရင်တော့ကျွန်တော်ခဏလေးပါပဲ second 30လောက်ပဲကြာမှာပေါ့နော်တခါတွေပွင့်လာတဲ့လူကတော့တန်တုံလို့ရပြီအဲဒါဆိုတော့ကျွန်တော်ပုံမှန်လက်ကွက်တိုင်းလေးတုံသွားလို့ရပါပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲဒီမြန်မာစာစနစ်ကတော့ရိုက်တုံးမှုတွေလည်းတော့တော်တော်များများသိပြီးသားပါပေါ့နော်ကျွန်တော်တို့ဒီကလုတ်တစ်ခုမှာအခက်ရနှစ်မျိုးပါတယ်ပုံမှန်အားဖြင့်နှိပ်တယ်ဆိုကျွန်တော်အောက်ကတန်းပေါ်ပါတယ်ဒါဆိုကျွန်တော်စာ တာနာမအဆိုတဲ့ဟာလေးပေါ်တယ်အပေါ်တန်းအောင်ပေါ်ဖို့အတွက်ကျွန်တော် keyboard ကနေဒီ shift key ကိုဖြည့်တော့ရမယ်အဲ့တော့ဒီ wizard system မှာက shift ကဘယ်ဖက်ပဲပြနေပါလိမ့်မယ်ကျွန်တော်တို့ကညာဘက်ကကိုယ့်ကိုဖြည့်သုံးပေးဘယ်လိုလဲဆိုကျွန်တော်ဒီမှာရေးကြည့်လိုက်မယ်နမူနာစာမရှိတော့ speed ပါအောင်နော်အဲ့တော့ဒီကောင်လေးကြည့်ကြည့်လိုက်မယ်ကျွန်တော်ရေးရမှာကဝါလုံးလို့ရေးရမှာဝါလုံးရေးတဲ့အချိန်မှာသူက tower ဒီတဲ့ပုံမှန်ရင်တာဝန်းဘူးပေါ့နော်အပေါ်ကီးဖြစ်နေသေးတယ်ကျွန်တော် shift key ဖြစ်ရမှာဒီမှာကင်မရာကဘသူ့ပြထားလဲဆိုရင်ဘယ်ဘက် shift ကိုပြထားတယ်အဲ့တော့ကျွန်တော်ဘယ်ဘက်လက်ကရေးမှာဖြစ်တည်တယ်ညာဘက်လက်တန်းက shift ကိုတွဲနေပြီပေါ့နော်ပြောမယ်ဆိုကျွန်တော်ဘယ်ဘက်လက်က ရေးတယ်ဆိုညာဘက်လက်ကရှစ်ကိုပြပါညာဘက်လက်ကရေးတယ်ဆိုရင်ဘယ်ဘက်လက်တန်းကရှစ်ကိုပြပြဒါလည်းလက်တန်းနေလိမ့်မယ်ဖြီးပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်နော်အဲ့တော့သူရဲ့လက်ဆန်ကအကုန်လုံး56ပြည့်ရှိတယ်အဲကျွန်တော်အင်္ဂလိပ်တပ်ပင်းနဲ့တော့မတူမြန်မာစာတပ်ပင်းကပြန်ဖွင့်လိုက်တာ ਨੇ အဲဒီအစနံပါတ် lesson 1ပဲပြန်ရောက်တယ်ပေါ့နော်ဒါဆိုရင်ကိုရေးထားတဲ့လောက်ကိုဒီကနေကြော်သွားလို့ရတယ်ကျန်တဲ့ဟာတွေကဘာမှနှိမ့်စရာမလိုပါဘူးပုံမှန်တန်းလေးစာလေးရေးသွားရင်ရပါပြီပေါ့နော်ဟုတ်ပြီ ဒါလေးပါပဲကျွန်တော်အအသုံးများတဲ့ software လေးပါကျွန်တော်ရှေ့ရက်တွေမှာကျွန်တော်ဒီမတင်ဖြစ်လိုက်တာပေါ့နော်ဗီဒီယိုတွေမတင်ဖြစ်လိုက်တာ၄ရက်၅ရက်လောက်ကြာသွားတယ်အဲဆိုတော့မေဆူတို့ဒီကျွန်တော် messenger မှာပြောထားတာတွေရောကျွန်တော် message မှာပြောထားတဲ့ဟာတွေပေါ့နော် share box မှာပြောထားတဲ့ဟာတွေပြီး man မှာပြောထားတဲ့ဟာတွေကျွန်တော်တခုမှ reply မပြန်မေးရသေးဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်တဖြည်းဖြည်းချင်းစီ video file နဲ့တင်သွားပေးပါမယ်တခြားသိချင်တာရှိရင်လည်းကျွန်တော်ထပ်ပြီးတော့မေးမြန်းသွားလို့ရပါတယ်တခြားအခက်အခဲတွေရှိရင်လည်းကျွန်တော်ပြန်ပြီးတော့ မေးလို့ရတယ်ဗောနော်ပုံမှန်အဖြစ်ဆိုကျွန်တော်စနေတင်နေခုနေမှာတော့လုံးဝဘာမှမလုပ်ဘူးဗောနော်ဗီဒီယိုတွေလည်းမတင်ပါဘူးဒါကြောင့်မို့စနေတင်နေခုနေဆိုတော့ကျွန်တော်ဖြီတော့ဖြီခဲတယ်ဗောနော်ဟုတ်ပြီဆိုတော့ကျွန်တော်မြန်မာစာတက်ဖင် software တွေအများကြီးရှိတဲ့ဒီကမှာကျွန်တော်ဒီနည်းလိုမျှဝေသွားတာဖြစ်ပါတယ်လိုက်လို့ကြည့်ပါအားလုံးအဆင်ပြေကြပါစေခင်ဗျာ